နီဝေးပုံကုံကိုယုံမြောင်များလက်ယုံအားဖြင့်ဖွင့်ထွားရွယ်ပြိုမင်းကြီးညိုဟုလူဘိုထက်ဆင့်မေတ္တာမြင့်လျက်ကြော်လင့်တော်တိုင်းတတ်နိုင်ချစ်ချင်းမြတ်ဆိုးမင်းနေမကင်းစနီပျော်ပွေပြီးမူကောင်းကြီးတရားယရနာမန်ကူမြို့တော်ကူ ယ်မိုးရှိတဲ့အရာတွေတိုင်းအလှပြားတွေနဲ့ပြည့်နေနေပါတယ်။ပုံမပြပြတုံတဲ့အလှပြားတွေအတွက်လိုင်းကြီးစိတ်ချရနာတိုင်းကြီးမှစောင့်ခြင်းပြနေပါတယ်။အယောင်၈၀၀ခိုင်နှုန်းအလဲ၃၀၀ခိုင်နှုန်းဆောက်လာတဲ့ဒီတမိုးမြင့်နဲ့အလဲ၃၀၀ခိုင်နှုန်းဈေးမှန်ရေးသွင်းမှန်ပစ္စည်းမှန်နဲ့စိတ်ဆက်ချများနဲ့ရောင်းပေးတဲ့လိုင်းလီလူရိုင်းစိန်ဝတ်နိုင်ရမည်လိုင်းလီမင်္ဂလာပါကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ဒါစာပြဟောပြောဝဲနားမထောင်တာကြာပြီဆိုတော့ကျွန်တော်တို့မိတ်ဆွေတွေအတွက် ဒါမင်းတရားရွှေချင်းနဲ့ဘင်းတော်မင်းတရားကြီးတို့ထံမှာတင်ယူခြင်းဆိုတော့ဟောပြောပွဲ series ကိုကျွန်တော်တို့ဒီအပတ်စဉ်ကျွန်တော်ရဲ့ page ကနေပြီးတော့ဒီ page ကနေပြီးတော့အပတ်စဉ်အင်ကာနေ့တိုင်းကျွန်တော်တို့ထုတ်လွှင့်သွားမှာဖြစ်တယ်ဆိုရင်သတင်းကောင်းလေးပါလို့ပါတယ်အဲ့တော့စာပေဟောပြောပွဲနားမထောင်ရကြာပြီဆိုတော့ကျွန်တော်ပြိသက်တွေအတွက်လည်းစာပေဟောပြောပွဲနားထောင်ခြင်းနဲ့အာသာပြည့်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်ပထမအဦးဆုံးကတော့အခုလို့ကျွန်တော်ဒီဟောပြောပွဲကိုဒါအ ကျွန်တော်ရဲ့ပရိသတ်တွေကျွန်တော်ရဲ့မိတ်ဆွေတွေကိုအခမဲ့เนาะကျွန်တော်တို့ကပြသနိုင်မှုအတွက်ဒါစပွန်ဆာဖြစ်ပံ့ပိုးကူညီကြတယ်ကျွန်တော်ရဲ့မိတ်ဆွေလုပ်ငန်းရှင်ကြီးတွေကိုအထူးပဲကျေးဇူးတင်ရှိရဆိုတာလေးရှေ့ဦးစွာပြောကြလိုပါတယ်အပထမအဦးဆုံးကတော့ကျွန်တော်တို့ main sponsor အနေနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးတယ်ဒါမန္တလေးမြို့ကကျွန်တော်တို့ရဲ့မိတ်ဆွေမန္တလေးမြို့ရဲ့နာမည်ကျော်လိုင်လီစိန်ရွှေရတနာဆိုင်ကိုလည်းအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ် main sponsor အနေနဲ့အဓိကပံ့ပိုးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒုတိယကတော့ကျွန်တော်တို့ဒါ Diamond Sponsor အနေနဲ့ဒါကျွန်တော်တို့အကူအညီပေးတဲ့ KBZ Life Insurance ဟိုလည်းအထူးပဲရှစ်ခင်ကျေးဇူးတင်ပါတယ်။နောက်ထပ် Diamond Sponsor ပဲဖြစ်တဲ့ကျွန်တော်တို့မိတ်ဆွေရုပ်ပြိုတိုင်းရင်းစေးကိုလည်းရုပ်ပြိုတိုင်းရင်းစေး group ကိုလည်းအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်။နောက်တစ်ခုကတော့ဒါအလှအပရေးရနဲ့ပတ်သက်ရင်ဒါအားလုံးကြားမှာနာမည်ကြီးတဲ့ Soyan Soyan ကိုလည်း gold sponsor အနေနဲ့ပါဝင်တဲ့အတွက်အထူးပဲ ချစ်ခင်ကျေးဇူးတင်တယ်ဆိုတာလေးကိုရှေးဥစွာပြောကြလို့ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေလုပ်ငန်းရှင်ကြီးတွေရဲ့ဒါပံ့ပိုးကူညီမှုနဲ့ကျွန်တော်တို့အခုလို့ကျွန်တော်မိတ်ဆွေတွေကိုဒီဟော့ပြောပွဲကိုအခမဲ့ပြသနိုင်တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့တွေဟာမင်းတရားရွှေထီးနဲ့ဘီးရင်တော်မင်းတရားကြီးတို့ထံမှတင်ယူခြင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်ပေးထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒုတိယမြန်မာနိုင်ငံတော်ကျွန်တော်တို့ရဲ့တောင်ငူအင်ပါယာဒီအရှိတောင်အာရှမှာကျွန်တော်တို့ရဲ့မြန်မာရဲ့ nation brand ကို အမြင့်မားဆုံးကျွန်တော်တို့ကတည်ဆောက်နိုင်ခဲ့တဲ့အခါသမယဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့ဒီကာလเนาะကျွန်တော်တို့ကျွန်တော်တို့ရဲ့ nation brand မြင့်မားခဲ့တဲ့ကာလကကျွန်တော်တို့ရဲ့စီမံခန့်ခွဲသူတွေအသုံးပြုခဲ့တဲ့မဟာဗျူဟာတွေနီးဗျူဟာတွေကိုကျွန်တော်တို့ကလေ့လာပြီးတော့မှဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်တို့ မိမိတို့တဦးတယောက်ချင်းမိမိတို့လူအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုဆောင်ရွက်ကြမလဲဒါတွေကိုကျွန်တော်တို့ကလေ့လာကြမှာဖြစ်ပါတယ်အဲ့တော့ပထမအဦးဆုံးကတော့ကျွန်တော်ဒီကျွန်တော်ဒီဟောပြောဝဲတစ်လျှောက်မှာဟောပြောသွားမယ်အကြောင်းအရာတွေကိုကျွန်တော်ကြံကိုစင်းလေးကျွန်တော်လူချင်းမိတို့ကိုပေးလိုပါတယ်အဲ့တော့ကျွန်တော်ဒီဟောပြောဝဲတစ်လျှောက်မှာကျွန်တော်ဟောပြောသွားမယ်အကြောင်းအရာတွေကဒီကြံတွေကိုကျွန်တော်တို့ကိုးကားပြီးတော့ဟောပြောတာဖြစ်ပါတယ် အဲ့တော့မှန်တမ်းမဟာရာဇဝင်တော်ကြီးကတော့ဒါဘလို့မှကျွန်တော်တို့ကလက်လွတ်လို့မရတဲ့ကျွန်တော်တို့တမိုင်းကြောင်းနဲ့ပတ်သက်လာရင်ဘလို့မှလက်လွတ်လို့မရတဲ့ဂျန်ဖြစ်ပါတယ်ပြီးရင်တော့မဟာရာဇဝင်ကြီးနောက်တစ်ခါကျွန်တော်တို့ကသုသောဒိတမဟာရာဇဝင်ကြီးတောင်ငူရာဇဝင်အချင်းချုပ်နော်ပမောက်ခဦးချမ်းမြရဲ့တောင်ငူရာဇဝင်အချင်းချုပ်နောက်တစ်ခါကျွန်တော်တို့မင်းတရားရွှေချင်းတဲ့ဘရင်တော်ဆိုရယ် K2 မဒီတောင်ငူရာဇဝင်အစအဆုံးပေါ့ကတိကဥစိန်လွင်လေး ဝိဇာဂုံသူရဲ့ကျမ်းဖြစ်ပါတယ်။နောက်ဟန်တာဝရီဥပယင်ရဲ့ရာဇဝင်တန်ခေကျွန်တော်တို့လေဒီပဏိတဥမောင်ကြီးရဲ့တပေရွှေတီဝိထုတော်ကြီးဒေါက်တာကျော်သက်ရဲ့မြန်မာနိုင်ငံသမိုင်းဒီဂျီအီဟောရဲ့မြန်မာရာဇဝင်စာအုပ်နဲ့ဘီယင်းအောင်မင်းကြီးနဲ့ဟန်တာဝရီမျိုးဟောင်းကိုတူးဆွမိခြင်းမောင်ရင်လိုင်းပြင်းမမြိုင်တို့ရဲ့စာအုပ်တွေကိုကျွန်တော်တို့ကကိုးကားပြီးတော့ကျွန်တော်ဒီထဲမှာအကြောင်းအရာတွေကို ထားတာဖြစ်ပါတယ်အဲ့တော့လူချင်းမင်းတို့အနေနဲ့ကျွန်တော်ဒီမှာပြောသွားတဲ့အကြောင်းအရာတွေဟာကျွန်တော်ရှေ့မှာဖော်ပြခဲ့တဲ့ဒီကြံကိုစင်းပါအချက်လက်တွေအရာကျွန်တော်တို့ကညှိနှိုင်းပြီးတော့ဖော်ပြသုံးသပ်သွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်တို့ရဲ့တောင်ငူအင်ပါယာကို ကျွန်တော်တို့စပြီးတော့လေ့လာကြည့်ကြရအောင်ပါတောင်ငူအင်ပါယာသည် the largest employer in Southeast Asia history ကျွန်တော်တို့အရှေ့တောင်အာရှသမိုင်းမှာ area အခြေဆုံးနဲ့အကြီးဆုံး empire တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတွေရဲ့ဂုံယူစရာကာလအပိုင်းခြားဖြစ်ပါတယ်အရှေ့တောင်အာရှမှာတောင်ကူ empire သည် area အခြေဆုံးဖြစ်ပါတယ်အဲ့တော့တောင်ကူ empire အထွတ်ထိပ်ရောက်တဲ့ကာလမှာတောင်ကူ empire ထဲမှာဘာတွေပါလဲကျွန်တော်တို့မြန်မာတနိုင်ငံလုံးပါပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကထိုင်းနိုင်ငံပါပါတယ်ထိုင်းနိုင်ငံပါတဲ့အပြင်လာအိုလာအိုနိုင်ငံရဲ့အစိပ်ပိုင်းတချို့ပါပါတယ် ကမောဒီယော့စ်ရဲ့အစိပ်ပိုင်းတချို့ပါတာဖြစ်ပါတယ်။ဒါကြောင့်တောင်ကူအင်ပါယာသည်အရှိတောင်အာရှမှာနယ်နိမိတ်အဖြစ်လဲအကြီးဆုံးအင်ပါယာဖြစ်ခဲ့ပါတယ်။အဲ့တော့ဒါကကျွန်တော်တို့ဒါဘုရင်တော်မင်းတရားကြီးတောင်ကူအင်ပါယာလို့ပြောရင်ကျွန်တော်တို့ကတောင်ကူထီးနှံမှာကေတုမတီမှာကျွန်တော်တို့ကမင်းဆက်ရေပုံရအဖြစ်ကျွန်တော်တို့တောင်ကူကိုအထွတ်ထိပ်ရအောင်တိဆောက်ခဲ့တဲ့မင်းဆက်က30ဖြစ်တယ်။ပထမအဦးဆုံးကေတုမတီကိုတီထောင်တာဒီမင်းကြီးညိုဖြစ်တယ်။ ကေတုမတီရဲ့ founder ဖြစ်ပါတယ်မင်းကြီးညိုပြီးတဲ့အခါမှာမင်းကြီးညိုရဲ့သားတော်တပင်ရွှေတီနန်းတက်ပါတယ်အတပင်ရွှေတီဒီအသက်16နှစ်ကျော်ကျော်မှာကေတုမတီထီးနှန်းကိုတိမ်ညံဆိုးဆန်တာ ဖြစ်တဲ့အတွက်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကိုဥဆောင်တဲ့နေရာကိုရရှိတာဖြစ်ပါတယ်ဘဝကိုလုံးလုံးသေးတာဘယ်မှာရှိနိုင်လဲဒီမှာ င်းခါခွဲရခြင်းအခုဖေးရကြည့်ပါဦးစကံဖတ်လိုက်လေပြရချက်နဲ့ငါးသိန်းတော့ကာခွဲရမှာနော်ပြရချက်ထင်နဲ့ငါးသိန်းအောင်ကာခွဲရမှာနော်နေတယ်ဟုတ်ကဲ့ကျောင်းကျေးလားဒီပစ္စလိုက်ဆောင်တဲ့ issue ပါနောက်တစ်ခုကတော့ကျွန်တော်တို့တပင်ရွှေထိပြီးတဲ့နောက်မှာအားလုံးသိတဲ့အတိုင်းကျွန်တော်တို့မြန်မာသမိုင်းမှာเนาะကျွန်တော်တို့နာမည်အကျော်ကြားဆုံး စစ်ဘီရင်တပားဖြစ်တဲ့အပြင်ကျွန်တော်တို့ခုနပြောတဲ့ကျွန်တော်တို့ရဲ့ empire မြန်မာ empire ကိုလည်းအရှိတော်အာရှမှာအကျယ်ဆုံးအတိုင်းအတာတစ်ခုတည်းချက်ထွင်နိုင်ခဲ့တဲ့စင်ဖြူများရှင်ဘရင်တော်မင်းတရားကြီးဖြစ်ပါတယ်။အဲ့တော့စင်ဖြူများရှင်ဘရင်တော်မင်းတရားကြီးဒီသူ့လက်ထက်မှာတော့ဒါတောင်ကို empire ဒီအထွတ်ထိပ်ရောက်တယ်ပေါ့။ပြီးတော့သူ့ရဲ့သားတော်နန္ဒဘရင်လက်ထက်မှာတော့တောင်ကို empire ဒီကြာဆင်းတာဖြစ်ပါတယ်။ ဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒါကျွန်တော်တို့မြန်မာသမိုင်းနေအမြင်ရဒါကျွန်တော်တို့ရဲ့စစ်ဘီရင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့တီထောက်ဒီတောင်ကုန်အင်ပါယာရဲ့အထွတ်ထိပ်ဘီရင်ဖြစ်တဲ့အတွက်ဒီဘီရင်တွေကိုကျွန်တော်တို့ကတော့မြန်မာတွေဖြစ်တဲ့အတွက်အကောင်းကောင်းတဲ့ရှုထောင့်ပါပဲကျွန်တော်တို့ကကြည့်ရှုပြီးတော့သုံးသပ်တာဒါပေမဲ့အနောက်တိုင်းတချို့သောသမိုင်းပညာရှင်တွေကတော့ဒါဘီရင်တော်မင်းတရားကြီးရဲ့တောင်ကုန်အင်ပါယာကိုသူတို့ကဝေဖန်တဲ့အနေနဲ့ဘလို့ဝေဖန်ချက်တွေရှိလဲဆိုတော့ဘီရင်တော်မင်းတရားကြီးဒီတောင်ကုန်အင်ပါယာကြီးကိုတည်ထောင်တဲ့အခါမှာသူ့နယ်နိမိတ်ကကျေပြန့်တယ် ဒါပေမဲ့သူကဥပမာဆိုပါဆိုကျွန်တော်တို့ကနယ်ပယ်တွေကိုတိမ့်လိုက်တဲ့အခါမှာစီမံခန့်ခွဲမှုကိုမတည်ထောင်ဘူးပေါ့ management ကိုသူကတည်ထောင်တာမဟုတ်ဘူးတစ္ဆာခံခိုင်းတာထိုင်းကိုလည်းဒီတိုင်းပဲယိုရီးယားကိုလည်းဒီတိုင်းပဲတစ္ဆာခံခိုင်းပြီးရင်သူ့ရဲ့အမျိုးအနွယ်တွေသူ့ data ကမင်းတွေကိုပဲမင်းပြုတ်ခွင့်ပြန်ပေးတာဖြစ်တယ်အဲ့တော့တစ္ဆာခံမှုကိုအားပြုပြီးတော့ပဲသူ့ရဲ့အော်တောင်ကူ empire ကြီးကိုတည်ထောင်ခဲ့တာဖြစ်တယ် administration and management ပေါ့နော်ဒီလို system တွေမတည်ထောင်ခဲ့တဲ့အတွက် ရင်းနှောင်မင်းတရားကြီးမရှိတော့တဲ့အချိန်မှာအဲ့ဒီနေပယ်တွေကချက်ချင်းပဲပုံကန်ပြီးတော့မှတောင်ဝင်အင်ပါယာကနေပြန်လဲခွတ်ထွက်တယ်ဆိုတော့တော့ကျွန်တော်တို့ဒီဝေဖန်ချက်တွေလည်းအနောက်တိုင်းတမိုင်းပညာရှင်တွေရဲ့ရင်းနှောင်မင်းတရားကြီးအပေါ်ဝေဖန်ချက်တွေရှိပါတယ်အဲဒါကလည်းပဲကျွန်တော်တို့ကအတိုင်းအတာတစ်ခုထိလက်ခံပါတယ်သို့တော့ဒါဘရင်နှောင်မင်းတရားကြီးရဲ့နော်ကျွန်တော်တို့ကအာစီယုံရေးပေါ့နော်ကျွန်တော်တို့ကဘရင်နှောင်မင်းတရားကြီးစီယုံနိုင်ခဲ့တဲ့တောင်ကိုအင်ပါယာတီကျွန်တော်မြန်မာတနိုင်ငံလုံးတိုင်းရင်းသားတွေအားလုံးနှိပါပါတဲ့အပြင်ဒါကျွန်တော်တို့ထူးထူးခြားခြားပဲ เนาะကျွန်တော်တို့ထိုင်းလူမျိုးတွေယိုဒီးယားတွေဟာလာထိုင်းနေဆိုရင်ဒါဘင်းတော်မင်းတရားကြီးကိုချစ်အလွန်ချစ်ကြတယ်เนาะကျွန်တော်တို့အဲ့တော့ထူးထူးခြားခြားပဲသူတို့ကျွန်တော်တို့ကသွားပြီးတော့သူတို့ကိုတိမ့်ပိုက်ဒါပေမဲ့ဘင်းတော်မင်းတရားကြီးရဲ့စီယုံရေးစွန့်ယူလူချင်းတို့တွေ့ရပါလေဒါဒီကုဏပြောတဲ့အနောက်တိုင်းပညာရှင်တွေကတော့ဒါကိုဝေဖန်တာပေါ့သို့တော့ဘင်းတော်မင်းတရားကြီးရဲ့ဒီစီယုံရေးစွန့်ယူတွေကြောင့်သာကျွန်တော်တို့ရဲ့တောင်ကုန်အင်ပါယာကိုကျေပြည့်အောင်ချဲ့ထွင်နိုင်တယ်လို့လည်းကျွန်တော်တို့ကပြန်လဲသုံးသပ်နိုင်တာဖြစ်ပါတယ် ကဲဒါဆိုရင်ကျွန်တော်တို့ဒီ Hobby Web Series တစ်လျှောက်မှာကျွန်တော်တို့လေ့လာမှာကတောင်ဝူ Empire ကိုကျွန်တော်တို့ကတီထောင်တဲ့အစစ်စစ် main asset ဆက်ရဲ့စီမံခန့်ခွဲမှု management သူတို့ရဲ့ဦးဆောင်မှု leadership နောက်တစ်ခါသူတို့ရဲ့အဲကျွန်တော်တို့ကဒီအတွေးခေါ်တွေအယူအဆတွေလှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကဆက်လက်လေ့လာမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ကြည့်အောင် တောင်ငူအင်ပါယာရဲ့အစဖြစ်တဲ့ကေတုမဒီကိုတီထောင်နေကေတုမဒီကိုထင်းနှန်းကိုတီထောင်တာဒီမင်းကြီးညိုဖြစ်ပါတယ် မင်းကြီးညိုသည်ကေတုမတီကို တီချောင်နဲ့เนาะစီမံခန့်ခွဲမှုအလွန်ကောင်းမွန်တဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်ပါတယ်အဲ့တော့မင်းကြီးညိုသည်မင်းကြီးညိုလို့ပြောလိုက်တာ ਨੇ ဒါကေတုမတီ ਨੇ ကျွန်တော်တို့ကခွဲလို့မရတော့အောင်ဒါကျွန်တော်တို့မင်းကြီးညိုကိုတွဲပြီးတော့သိရှိကြတာဖြစ်တယ်အဲ့တော့တပင်ရွှေထီးတည်မင်းကြီးညိုရဲ့သားတော်အရင်ဖြစ်ပါတယ်။ဒါပေမဲ့တော့ကျွန်တော်တို့ကမင်းကြီးညိုပြီးတော့တပင်ရွှေထီးဒါပေမဲ့ဘရင်တော်မင်းတရားကြီးဟာမင်းမျိုးမင်းနွယ်မဟုတ်ပါဘူး။အ ်ရင်းတော်မင်းတရားကြီးဟာကပင်ရွှေထီးနဲ့ဖွားဘက်တော်ဖြစ်တဲ့ငယ်စဉ်ကအလွန်ခင်မင်တဲ့ဖွားဘက်တော်ဖြစ်ပါတယ်ဒါကြောင့်ရင်းတော်မင်းတရားကြီးလက်ထက်မှာဒါမင်းကြီးညိုရဲ့အဲသွေးသားအရင်တွေတော့မဟုတ်တော့ဘူးပေါ့နော်မင်းကြီးညိုပြီးရင်တပင်ရွှေထီးပြီးတော့ဘင်းတော်မင်းတရားကြီးကတော့မင်းမျိုးမင်းနွယ်မဟုတ်ပဲねဒါမင်းအဖြစ်ကိုရရှိတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့တောင်ဝင်းအင်ပါယာရဲ့အစဖြစ်တဲ့ကောင်းကြီးတီယာယေရနာမန်ကို မြို့တောင်ငူလို့ခေါ်တဲ့เนาะကျွန်တော်တို့ကဒါတောင်ငူမြို့ရဲ့เนาะကျွန်တော်တို့ဒီကေတုမတီနေပြည်တော်ရဲ့မြေပုံဖြစ်ပါတယ်တောင်ငူဒီရတနာမန်ကူမြို့တောင်ငူဆိုတဲ့တောင်ငူမြို့ဘွဲကို မင်းတရားရွှေတီရွှေနရောသွင်းအေဂျင်မှာအခုလို့ကျွန်တော်တို့ဆက်ဆိုထားပါတယ်ဒါလေးကိုကျွန်တော်တို့နားဆင်ကြည့်ကြရအောင်ပါနီဝေပုံကုံကိုယုံမြောင်များလက်ယုံအပြင်း ဖွင့်ထွားရွယ်ပြိုမင်းကြီးညိုဟု လူဘိုထက်ဆင့်မေတ္တာမြင့်လျက်ကြော်လင့်သောတိုင်သက်နိုင်ချစ်ချင်းမြတ်ဆိုးမင်းနေမကင်းစနီပျော်ပွေပြီးမူကောင်းကြီးတရားယရနာမန်ကူမြို့တော်ကိုဆိုတဲ့အတိုင်းဒါတောင်ကူမြို့ဘွဲကိုကျွန်တော်တို့ဆက်ဆိုထားတာဖြစ်ပါတယ်အဲ့တော့မင်းကြီးညိုဟာ တောင်ကူရွှေနှန်းကိုတိမ်မြန်စိုးစံတဲ့နှစ်ဟာ တက်ကရီ848ခုနှစ်ခုနှစ်ဖြစ်ပါတယ်အဲ့တော့အဲ့ဒီတက်ကရီ848ခုနှစ်မတိုင်မီမှာတောင်ငူဟာအင်းဝရဲ့လက်အောက်ခံဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တောင်ငူဒီဒါမင်းကြီးညိုမတိုင်မီကအင်းဝလက်အောက်ခံဖြစ်တယ်အဲ့ဒီအင်းဝလောက်ခံဖြစ်တောင်ကူမှာထင်းနန်းဆိုးဆန်းနေထင်းနန်းဆိုးဆန်နေတဲ့စီတူငယ်ကိုလောက်ကြံပြီးတော့မင်းကြီးညိုဟာနန်းတက်တာဖြစ်ပါတယ်အ အဲ့တော့မင်းကြီးညိုကအင်းဝရဲ့လောက်ခံဖြစ်တဲ့စီတူငယ်စီတူငယ်ဆိုတာတော့ကျွန်တော်တို့ကအဲမင်းငယ်ပေါ့နော်ဒီဟိုဘယ်လိုခေါ်မလဲဘယင်းငယ်ဒီအနေနဲ့ပေါ့နော်အင်းဝရဲ့လက်အောက်ခံဒီဘယင်းခံအနေနဲ့ဖြစ်တာဖြစ်ပါတယ်အဲ့တော့စီတူငယ်ကိုမင်းကြီးညိုကအဲ့ဒီခစ်ကတော့ဘယင်းကိုလှုပ်ကြံရတာပေါ့နော်လှုပ်ကြံပြီးတော့သူကအင်းဝအင်းဝကိုလှမ်းပြီးပြောလိုက်တယ်တောင်ငူကိုအကျွန်ုပ်အုပ်ဆိုးပြီး ဆိုပြီးတော့မင်းကြီးညိုကလှမ်းပြီးတော့အင်းဝါကိုလှမ်းပြီးတော့အကြောင်းကြလိုက်တယ်။တောင်ကူကအဲ့ဒီအချိန်မှာအင်းဝါရဲ့လက်အောက်ခံဖြစ်တယ်။အဲ့ဒီမှာအဲ့ဒီအချိန်မှာအင်းဝါမှာနန်းတက်နေတာကတော့အင်းဝါဘရင်ဒုတိယမင်းကောင်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအင်းဝါဘရင်ဒုတိယမင်းကောင်ကလည်းသူခန့်ထားတဲ့ဘရင်ခံဖြစ်တဲ့နော်ကျွန်တော်တို့ကကစီသူငယ်ကိုလောက်ကြံပြီးတော့မင်းကြီးညိုကနန်းတက်လာတော့ပုံမှန်အားဖြင့်တော့ဘယ်ကြိုက်မလို့မရ။သို့တော့စီသူငယ်ကလည်းအဲ့ဒီအချိန်မှာ ဒီဒုတိယအင်းဝဘီရင်ဒုတိယမင်းကောင်လည်းအဲ့ဒီအချိန်မှာအရှင်အဝါရောပါနေခြင်းဖြစ်တဲ့အတွက်ဘာမှမပြောတော့ဘူးပေါ့နော်အဲဒီလိုပဲစိတ်စိတ်နေပြီးတော့လက်ခံလိုက်အဲ့ဒါလိုလက်ခံလိုက်တဲ့အတွက်မင်းကြီးညိုကတောင်ငူမှာသူ့ရဲ့အင်အားကို အခိုင်အမာတိဆောက်ပြီးတော့ဒဇဒဇနဲ့မင်းကြီးညိုဟာသူ့ရဲ့တောင်ငူအင်ပါယာသူ့ရဲ့တောင်ငူနိုင်ငံကိုချက်ထွင်လာတာဖြစ်ပါတယ်အဲ့တော့မင်းကြီးညိုရဲ့ကျွန်တော်တို့ဒီစီမံခန့်ခွဲမှုစွမ်းရည်ကို မင်းကြီးတို့ရဲ့တောင်ငူအင်ပါယာတောင်ငူကေတုမတီတောင်ငူကိုချဲ့ထွင်တဲ့အခါမှာအလွန်နာမည်ကျော်တိုက်ပွဲဖြစ်တဲ့ကက်ကြီးကြောင်ပြာတိုက်ပွဲကိုကျွန်တော်တို့ကလေ့လာပြီးတော့သိနိုင်ပါတယ်။အဲ့တော့ကက်ကြီးကြောင်ပြာတိုက်ပွဲဒီဒါပညာရန်ရဲ့네ပယ်အစွန်အဖျားကက်ကြီးကြောင်ပြာကိုမင်းကြီးတို့ကိုရော်တိုင်းတက်တော်ဦးကိုဦးစီးပြီးတော့ခြစ်တက်လောက်ကျန်တာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီအချိန်မှာကြောင်ပြာစား တိုတိုင်ဘွားကဆင်စည်းပြီးတော့မင်းကြီးကိုခုခံပါတယ်အဲ့ဒီအချိန်မှာကြောင်ပြာမှာစားတာကဒီတိုတိုင်ဘွားပေါ့နော်တိုတိုင်ဘွားကမင်းကြီးကိုဆင်စည်းပြီးတော့လှုပ်ကြံဆိုမင်းကြီးညိုကရွှေကြေးအမည်ရှိတဲ့စင်တော်ကြီးကိုစီးပြီးတော့အဲ့ဒီတိုတိုင်ဘွားကိုရင်ဆိုင်တိုက်တိုက်ပွဲဖြစ်တဲ့အချိန်အဲ့ဒီကကြေးကြောင်ပြတိုက်ပွဲဖြစ်တဲ့အချိန်ကနေပတ်မဟုတ်ထူးထူးခြားခြားပဲညမောင်တမိုက်အချိန်ဖြစ်ပြီးတော့ ရာဇဝင်မှာအလွန်ထူးခြားတဲ့စီးကျင်းတိုက်ပွဲဖြစ်တယ်။အော်ကျွန်တော်တို့ရာဇဝင်မှာเนาะကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ကအချို့ကလည်းပြောသမိုင်းရာဇဝင်ဘာတွေกว่าလဲသမိုင်းနဲ့ရာဇဝင်ဘာกว่าလဲကျွန်တော်ခဏခဏပြောတယ်เนาะကျွန်တော်တို့ကသမိုင်းဆိုတာကเนาะကျွန်တော်တို့ပြည်သူလူထုတွေအားလုံးအကြောင်းအရာအခြေအနေလူတွေအားလုံးပါတာဟာသမိုင်းဖြစ်တယ်။ရာဇဝင်ဆိုတာက သူကစပြီးတော့ပြောခဲကရာဇဝင် ဘယင်းဒီအကြောင်းယာဇာဒီအကြောင်းကိုပဲမှတ်တမ်းပြုထားတာဖြစ်တယ်။ဒါကြောင့်ကိုကိုကိုရေးရင်နော်ကိုရေးအကျင့်ရင်ဒီလိုရေးရတယ်နော်ကိုရေးယာဇဝင်တွေဘာတွေသွားမလုပ်နဲ့နော်ဒါပေမဲ့တချို့ကရှိတယ်ကိုရေးယာဇဝင်ကိုရေးယာဇဝင်ဆိုကိုကဘယင်းဖြစ်သွားမှာ။ယာဇဝင်ဆိုတာဘယ်သူတွေပဲတုံးလို့ရလဲဘယင်းတွေပဲတုံးလို့ရတယ်။ကိုရေကိုရေကိုကဘယင်းမဟုတ်ဘူးဆိုရင်ကျွန်တော်ဘာမလဲဘာရေးရမလဲကိုရေအကျင့်ပဲရေးရမယ်เนาะကျွန်တော်တို့ခဏခဏပြောရတယ်เนาะကျွန်တော်တို့ရဲ့မြန်မာစကားကျွန်တော်တို့ရဲ့ ဒီမိခင်ဘာသာစကားကျွန်တော်တို့ရဲ့အမျိုးသားဘာသာစကားဒီကျွန်တော်တို့ကမှမချစ်ခင်မမြန်လို့တန်မှုမထားရင်ဘသူကမှလာပြီးတော့ချစ်ခင်မြန်လို့တန်မှုထားမှာမဟုတ်ဘူးအင်္ဂလိပ်စာလုံးတစ်လုံးမသိရင်ရှက်စရာမဟုတ်ဘူးကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်မသိရင်သင်လိုက်မယ်သင်ယူလိုက်မယ်မိမိတို့ရဲ့မိခင်ဘာသာစကားမိမိတို့ရဲ့အမျိုးသားဘာသာစကားကိုတော့ကျွန်တော်တို့ကအထူးချစ်ခင်မြန်လို့တန်မှုထားဖို့လိုအပ်တာဖြစ်တယ်ဒါလေးကတော့ကြုံလို့ပေါ့နော်ကျွန်တော်တို့က အဲ့တော့ဘယင်းနေအကြောင်းရေးထားမှကျွန်တော်တို့ကဘာလို့သုံးလို့ရလဲယာဇဝင်လို့သုံးလို့ရတယ်ကို့အကြောင်းကိုရေးပြီးတော့ကို့ကိုကိုရေးယာဇဝင်လို့ရေးလို့မရဘူးเนาะ ဒီရာဇဝင်မှာဒီမင်းကြီးညိုနဲ့เนาะကြောင်ပြာစားတိုးတိုင်ပွားတို့ဒီစင်စီးပြီးတိုက်တဲ့စီးချင်းတိုက်ပွဲဟာညဘက်တိုက်တဲ့စီးချင်းတိုက်ပွဲဖြစ်တဲ့အတွက်ညမောင်တမိုင်းမှာတိုက်တဲ့စီးချင်းတိုက်ပွဲဖြစ်တဲ့အလွန်သူကထူးခြားနေတာပေါ့နော်ပုံမှန်အဖြစ်စီးချင်းတိုက်တယ်ဆိုတာနေဘက်ပဲတိုက်တယ်ဒီစီးချင်းတိုက်တယ်ဆိုတာလည်းရှေ့ခက်ကเนาะကျွန်တော်တို့ဒီသူရဲကောင်းတွေဘရင်တွေမင်းတွေတိုက်လေရှိတဲ့အလေထားဖြစ်တယ်အဲ့တော့အဲ့ဒီစီးချင်းတိုက်တာလည်းပဲကျွန်တော်တို့ကကောင်းတဲ့ အခြေအနေတစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ပုံမှန်ဒီနှစ်ဖက်စစ်တိုက်မယ်ဆိုရင်နော်မလိုလားအပ်ပဲနဲ့ကိုယ့်ရဲ့လောင်းငယ်သားတွေတည်ကြည်တာတွေရှိမယ်။စစ်ဖြစ်ပြီဆိုရင်ပြည်သူလူထုမှာထိခိုက်နစ်နာမှုတွေရှိတယ်။အဲ့တော့စီဂျင်တိုက်တယ်ဆိုတာကခေါင်းဆောင်ချင်းချင်းစီဂျင်တိုက်လိုက်တယ်။အဲနိုင်ရင်နိုင်တယ်ရှုံရင်ရှုံတယ်လက်ခံလိုက်တာဖြစ်တဲ့အတွက်ဒါနော်အလွန်ကိုပဲအပြက်စီးအထိခိုက်နေတဲ့နီလန်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီစီဂျင်တိုက်ပွဲမှာညမောင်တမိုက်အချိန်မှာစီဂျင်တိုက်တဲ့အချိန်မှာ မင်းကြီးညိုကထူးခြားတဲ့ဆောင်ရွက်ချက်တွေလုပ်တယ်အဲ့တော့မင်းကြီးညိုဒီရဲရင်စွာသူ့ရဲ့စင်တော်ခုနမင်းကြီးညိုစီးခဲ့တဲ့စင်ကိုကျွန်တော်တို့ကရွှေကြီးလို့ပြောခဲ့တယ်သူ့ရဲ့စင်တော်ရွှေကြီးပေါ်ကနေဘလို့လုပ်လဲဆိုအဲ့ဒီတိုးတိုင်ဘွားရဲ့စင်ပေါ်ကို လွှားကလေးခုန်တက်သွားတယ်စင်ချင်းချင်းတလို့ရှင်းလာတာနော်အဲ့တော့စင်ချင်းစီးချင်းတိုက်နေတဲ့အချိန်မှာသူကသူ့ရဲ့စင်ပေါ်ကနေရန်သူ့ရဲ့စင်ပေါ်ကိုလွှားကလေးခုန်တက်သွားတယ် ဆိုတော့ဒါကကျွန်တော်တို့စီဇန်တိုက်ပွဲတွေမှာအလုံးကိုကျွန်တော်တို့ကတွေ့ရခဲ့တဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်အဲ့တော့အဲ့ဒါလိုလွှာကနေခုန်တက်သွားပြီးတော့เนาะကျွန်တော်တို့ကလက်ဆွဲတော်ဓာတ်နဲ့တိုးတိုင်ဘွားရဲ့เนาะဒီလက်ဆွဲတော်ဓာတ်နဲ့ခုတ်တဲ့အချိန်မှာတိုးတိုင်ဘွားဟာတန်ချဲနဲ့တကွာပြက်ကြပြီးတေဆုံတိုးတိုင်ဘွားရဲ့စင်ပေါ်လွှာကနေခုန်ပြီးတော့လက်ဆွဲတော်ဓာတ်နဲ့ခုတ်တန်ချဲဝစ်ထားတယ်เนาะဒါပေမဲ့တန်ချက်ပါပြက်ပြီးတော့တခါတယ်တိုးတိုင်ဘွားကြဆုံးပါတယ် အဲ့ဒီအချိန်မှာတိုးတိုင်ဘွားရဲ့စင်ကိုမင်းကြီးညိုကသိမ်းယူပြီးတော့အမေစင်ရဲ့နာမည်ကိုဘွဲ့တော့ဘလို့ပြီးလဲဆိုတော့မင်းကိုတိုင်ရစင်တဲ့တိုးတိုင်ဘွားရဲ့စင်ကိုပါသိမ်းလိုက်အဲ့တော့ဒီမှာကြည့်ပါမင်းကြီးညိုရဲ့ action လှုပ်ဆောင်မှုကိုကျွန်တော်တို့ကြည့်ကြည့်ပါအလွန်ထူးခြားတဲ့ကကြေးကြောင်ပြတိုက်ပွဲဟာကျွန်တော်တို့ရာဇဝင်မှာအလွန်ထူးခြားတဲ့စီးကျင်းတိုက်ပွဲဖြစ်တယ်ဘာဖြစ်လို့လဲ နေဘတိုက်တဲ့တိုက်ပွဲမဟုတ်ဘူးညမောင်တမိုက်ချိန်မှာတိုက်တဲ့တိုက်ပွဲဖြစ်တယ်အဲ့ဒီတိုက်ပွဲကိုတိုက်တဲ့ချိန်မှာလဲမင်းကြီးညိုရဲ့ရဲရင်မှု action လှုပ်ဆောင်မှုကိုကျွန်တော်တို့ကြည့်ကြည့်အောင်ရန်သူနဲ့စင်ချင်းစီးချင်းထွက်တာဗျာမျိုးလုံးထဲမှာမြင်အောင်ကြည့်လိုက်အဲ့ဒါသူ့စင်ဘောကနေရန်သူစင်ဘောကိုလွှားကနေခုန်တက်တယ်နည်းနည်းရရတတိမုံနည်းနည်းရရလက်ရုံးရင်မုံနည်းနည်းရရလှုပ်ဆောင်မှုမို့ပြီးရပါလို့လဲသူ့ရဲ့လက်လက်ဆွဲတော်ဓာတ်နဲ့ခုန်လိုက်တဲ့အခါမှာသူ့တိုင်ဘောဟာတန်ကျက်နေတကွာပြက်ကြသေးဆုံးတယ် ဒါကြောင့်ဒီကက်ကြီးကြောင်များတိုက်ပွဲမှာမင်းကြီးညိုရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တို့က lesson ကျွန်တော်တို့ဒီ lesson study ပေါ့နော် lesson learn နဲ့ lesson study မတူဘူးเนาะကျွန်တော်ခဏခဏပြောတယ် lesson learn ဆိုတာကိုယ့်အတွေ့အကြုံကနေကိုယ်သင်တာ lesson study ဆိုတာသူများတွေအတွေ့အကြုံကနေသင်တာဒီနေ့ခေတ်က lesson learn ကြီးပဲလုပ်လို့မရတော့ lesson study ကိုယ့်အတွေ့အကြုံကိုယ်သင်မယ်ဆိုကျွန်တော်တို့တက်တန်းလေးကတော်တော်လေးလေးအတွေ့အကြုံအများကြီးမရနိုင်ဘူး lesson study ဆိုတာစာအုပ်ဖတ်မယ် seminar တွေတက်မယ်အခုလိုဟောပြောပွဲတွေနားထောင်မယ်ကိုယ့်ရဲ့ senior တွေဆီကတင်မယ်သူများတွေရဲ့အတွေ့အကြုံဆီကတင်ကိုယ့်အတွေ့အကြုံကကိုယ်တင်တယ်ဆိုတာ risk ဆီရဲ့စီးပွားရေးမှာဆိုဟာငါသင်ခန်းစာရတယ်ဆိုတော့အဲ့ဒါခံလိုက်ရပြီငါသင်ခန်းစာရပြီဆိုခံလိုက်ရသူများအတွေ့အကြုံအတင်တာဒီကျွန်တော်တို့မှာ risk နေတယ်ဆုံးရှုံးနိုင်ကြီးနေတယ်တမိုးရှိတဲ့အရာတွေတိုင်းအလှပြားတွေနဲ့ပြည့်နှက်နေပါလေ ပုံမပြပြဆုံးတဲ့အခါတရားတွေအတွက်လိုင်းရင်းစိတ်ချရနာတိုင်းကြီးမှစောင့်ခြင်းပြနေပါတယ်။အယောင်၈၀၀ခိုင်နှုန်းအလဲ၃၀၀ခိုင်နှုန်း၆လတကြိမ်တမုံမြင့်နဲ့အလဲ၃၀၀ခိုင်နှုန်းဈေးမှန်ရည်သွင်းမှန်ပစ္စည်းမှန်နဲ့စိတ်ဆက်များနဲ့ရောင်းပေးတဲ့လိုင်းလီလူတိုင်းစိတ်ဝန်နိုင်ရမည်လိုင်းလီဒါကြောင့်မင်းကြီးညိုစီကနေကျွန်တော်တို့ဘာသိရလဲပုံမှန်မဟုတ်တဲ့အခြေအနေမှာပုံမှန်မဟုတ်သည့်အခြေအနေတွင်ရန်သူထင်မှတ်မထားသည်ကို ရဲဝင်းစွာလှုပ်ဆောင်နိုင်ခြင်းကအောင်ဝဲရစေခြင်းဖြစ်ပါတယ်ကျွန်တော်ပြန်ပြောပါမယ်ပုံမှန်မဟုတ်သည့်အခြေအနေတွင်ယံသူထင်မှတ်မထားသည့်ကိုရဲဝင်းစွာလှုပ်ဆောင်နိုင်ခြင်းကအောင်ဝဲရစေခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တောင်ကူအင်ပါယာကနေမင်းတရားရွှေတီဘုရင်တော်မင်းတရားကြီးတို့ရဲ့ เนาะကျွန်တော်တို့ K2 မဒီတီနန်ကိုစပြီးတီထောင်ခဲ့တဲ့မင်းကြီးညိုစီကနေဒီတစ်ပတ်မှာကျွန်တော်တို့သင်္ကန်းစာတစ်ခုကိုရရှိလိုက်ပါပြီအဲ့ဒါပါလေရန်သူထင်မှတ်မထားတဲ့အချိန်မှာရန်သူထင်မှတ်မထားတဲ့အရာကိုရဲဝဲစွာလှုပ်ဆောင်ခြင်းဟာကျွန်တော်တို့အောင်ပွဲကိုဖြစ်စေတာဖြစ်တဲ့အတွက်ကျွန်တော်နေ့စဉ်ဆောင်ရွက်နေတဲ့စီးပွားရေးလူဝေးဆန်လောက်ကင်မှုတွေမှာရန်သူထင်မှတ်မထားတဲ့နေရာကနေကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေကိုဆောင်ရွက်နိုင်ရင်လူချင်းမတို့အတွက်အောင်ပွဲတွေကစောင့်ကြုံနေပါတယ်လို့ပြောကြရင်းနဲ့ကျွန်တော်တို့ဒီတစ်ပတ် ဟောပြောမှုကိုတော့ဒီမှာကျွန်တော်တို့ခဏနားပါမယ်။နောက်တစ်ပတ်မှာကျွန်တော်တို့ဆက်လက်ပြီးတော့ဒုတိယပိုင်းကို တောင်ကုန်အင်ပါယာရဲ့ကောင်းမွန်တဲ့သင်ခန်းစာတွေကိုဆက်လက်ပြီးတော့လေ့လာလိုက်ကြပါစို့။နောက်တစ်ပတ်အင်္ဂါနေ့မှာပြန်တွေ့ကြပါမယ်။ We must work together. We must build our nation. ကျွန်တော်တို့လူတိုင်းလူတိုင်းမှာမိမိတို့ရဲ့ personal brand ဟာအလွန်အရေးကြီးပါတယ်။လူကျွန်တို့ဘဝကိုဖွံ့ဖြိုးတိုးတက်အောင်မြအောင်ကြိုးစားတဲ့အခါမှာလူကျွန်တို့ရဲ့ personal brand တည်ဆောက်ပြီးတော့ စ조사တာနဲ့ personal brand မတိဆောက်ဖက်နဲ့조사တာဟာရလက်တွေများစွာကွာခြားပါတယ်အဲ့တော့ personal brand လို့ပြောရင်တချို့ကဟာဟိုနာမည်ကြီးတဲ့သူတွေမင်းသားမင်းသမီးတွေမှာ personal brand တိဆောက်ဖို့လိုတယ်တာမန်လူတွေအတွက်မလို့မဟုတ်ပါဘူးလူတိုင်းလူတိုင်းစီမှာ personal brand ရှိပါတယ်လူချင်းမျိုးရဲ့နာမည်ကိုလူအဖွဲ့အစည်းကိုပြောလိုက်လို့လူအဖွဲ့အစည်းကလူချင်းမျိုးအပေါ်မြင်တဲ့အမြင်ဒီလူချင်းမျိုးရဲ့ brand image လူချင်းမျိုးရဲ့ personal brand image ဖြစ်ပါတယ် တခုတော့ရှိတာပေါ့ကျွန်တော်တို့က personal brand ကိုကိုကမင်းသားမင်းသမီးအနေနဲ့တည်ဆောက်ပါလားထင်ရှားတဲ့ပုဂ္ဂိုလ်အနေနဲ့တည်ဆောက်ပါလားပညာရှင်အနေနဲ့တည်ဆောက်ပါလား professional အနေနဲ့တည်ဆောက်ပါလားဒီလိုပုံတော့မူတည်ပြီးတော့မှမဟာ viewer နီး viewer တွေကတော့ကွာခြားသွားတာဖြစ်ပါတယ်ဒီနေ့ခက်ကတော့မိမိတို့ရဲ့ personal brand ကိုကျွန်တော်တို့ကပြင်ပမှတင်မကတော့ဘူး social media တွေ online တွေမှာပါတည်ဆောက်လာတာဖြစ်ပါဒါကြောင့် personal branding တည်ဆောက်မှုကိုစိတ်ဝင်စားပြီးတော့မိမိတို့ရဲ့ personal brand တည်ဆောက်ပြီးတော့မိမိတို့ရဲ့ဘဝအောင်မြင်မှုကိုဆောင်ရွက်လိုတဲ့လူကြီးလူငယ်မြည်သူမဆိုကျွန်တော်တို့ personal branding သင်တန်းမှာတွေ့ကြပါမယ်ကျွန်တော်ရဲ့ personal branding သင်တန်းကိုကျွန်တော်တို့လာမယ့်မေလ14ရက်နေ့မှာကျွန်တော်တို့က9လပိုင်း14ရက်နေ့မှာ online သင်တန်းဖွင့်လှစ်မှာဖြစ်ပါတယ် ။ online သင်တန်းကတော့ Facebook group ကနေတလားတိတိ online ကနေသင်ကြားမှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ data အသီးသီးကမ္ဘာ data အသီးသီးကတက်ရောက်နိုင်ပါတယ်။နိုင်ငံရောက်နေတဲ့သူတွေကလည်းကိုစားသင်တန်းကြီးလွှဲခိုင်းပြီးတော့တက်ရောက်နိုင်ပါတယ်။အပြင်လူတွေသင်တန်းကတော့ရန်ကုန်မြို့တော်ဝင်စင်တာ၃လာမှာရှိတဲ့ကျွန်တော်ရဲ့ Amber သင်တန်းကျောင်းမှာကျွန်တော်တို့၅လပိုင်းမှာ session အနေနဲ့19ရက်နေ့စနေတနင်္ဂနွေနှစ်ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီအထိနှစ်ရက်အချိန်ကြီးတက်ရောက်အောင်မှာဖြစ်ပါတယ်ကျွန်တော်နဲ့လူချင်းတွေ့ပြီးတော့ ် online သင်တန်းရောအပြင်သင်တန်းရောသင်မဲ့အကြောင်းအရာတွေကအတူတူပါပဲဒါကြောင့် online သင်တန်းမဲ့တက်ချင်တက်ချင်အပြင်သင်တန်းမဲ့တက်ချင်တက်ချင်လူကျွန်တော်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကို comment မှာမရင်းနဲ့တော့ messenger မှာဆင်းပေးရပါပါဆင်းပေးရတဲ့သူတိုင်းကိုကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်းကို20% discount ဆက်ပေးထားပါတယ်ကျွန်တော် team ကညီရင်းညီမတွေဆက်သွယ်လိုက်ရင်လူကျွန်းတို့သိလို့တဲ့တင်တန်းကြီးတို့တင်တန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ်မေးမြန်းနိုင်ပါတယ်။တင်ကြားမဲ့ပုံစံကတော့ online တင်တန်း သင်ကြားမဲ့ပုံစံကသင်တန်းစတင်မဲ့9လပိုင်း14ရက်နေ့ကနေစတင်ပြီးတော့နေ့စဉ် Facebook group ထဲမှာ recorded video တွေတင်ပေးမယ်။အဲ့တော့ recorded video တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုက3ရက်လောက်သင်တန်းပြတ်သွားတယ်ပြန်ကြည့် unit 1 2 3အစင်လိုက်ကြည့်လို့ရတယ်။သင်တန်းကာလတစ်လပြီးသွားတဲ့အချိန်အောင်နောက်6လတစ်နှစ်လောက်အထိကျွန်တော်တို့ group ကိုမဖြတ်ဘဲထားထားပေးမှဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်ပါတယ်။ Live lecture ကတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း ကျွန်တော်တို့ Facebook group ထဲကနေ live နဲ့တင် जा ပြီးမှာဖြစ်ပါတယ်အဲ့တော့တပတ်စာလုံးသင်ခန်းစာနဲ့ပတ်သက်ပြီး machine learning တွေမိမိတို့လုပ်ငန်းမိမိတို့ဘဝနဲ့ machine learning တွေကိုမိမိတို့ဘဝနဲ့ပတ်သက်ပြီး machine learning တွေကိုကျွန်တော်ရင်းနှီးချစ်ခင်စွာမေးမြန်းနိုင်တယ်တစ်ခါသင်ရင်၃နာရီလောက်ကြာတယ်မိကုန်းနိုင်အောင်ဖြည့်ပေးတယ်အကယ်၍ live နဲ့အချိန်မှာကိုမရှိခဲ့ရင်လည်းပြန်ကြည့်နိုင်အောင် group ထဲမှာတင်ထားပေးပါတယ်သင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပြီးမှာဖြစ်ပါတယ်အပြင်လူတွေသင်တန်းကတော့ရန်ကုန်မြို့တောင်ဝင်း center ၃လမှာရှိတဲ့ကျွန်တော်တို့ ambulance သင်တန်းကျောင်းမှာ ကျွန်တော်တို့ဒီ9လပိုင်းပဲမေလပဲ16ရက်နေ့နဲ့19ရက်နေ့မှာ2ရက်အချိန်ပြည့်မနက်စင်တာရက်နေ့ညနေ6နာရီထိကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့တက်ရောက်มาဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့ personal brand ကိုမြင့်တင်ပြီးတော့ဘဝအောင်မြင်မှုကိုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူနဲ့မဆိုကျွန်တော်တို့ personal branding သင်တန်းမှာရင်းနှီးချစ်ခင်စွာတွေ့ကြပါမယ် we must work together we must build our nation